အာကြည့်ပြအောင်ကြည်ပါအစဆုံးကြည်ပါရှင်နော်မင်းအောင်လိုင်းရဲ့ဏီကုံချုပ်ချိန်က85ရာဂိုင်လုံးဏီပါတေးကြနေပါပြီရှင်နော်မကြခင်မင်းအောင်လိုင်းဏီကုံချုပ်တော့ပါမယ်မြမပြည်သူတွေနေနဲ့ဝမ်းတာဖို့ဆရာမတက်ပြောပေးပါဖြစ်တက်ပြောပေးတာဖြစ်ပါတယ်တရားရာနှုံးပါနော်မင်းအောင်လိုင်းမကြခင်ဏီကုံချုပ်တော့ပါမယ်85ရာဂိုင်လုံးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆင်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ပြောသေးရဲ့စကားဆရာမပြောဦးမယ်။နော်အမှန်တရားပြောမှာပါ။နော် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ဘောမအားလုံးရဲ့အမေရမင်းအောင်လိုင်းနော်မြန်မာတနိုင်ငံလုံးမှာရှိတဲ့ဘောမအားလုံးရဲ့အမေရမင်းအောင်လိုင်းဘောမအားလုံးရဲ့အဖေရပထမအဖေရတရုတ်ဒုတိယအဖေရရုရှားအဲမင်းအောင်လိုင်းကမင်းအောင်လိုင်းယောက်ျားကြီးလို့မထင်နဲ့မိန်းမကြီးလင်နှစ်ယောက်ယူထားတယ်လင်ကြီးနဲ့လင်ငယ်နှစ်ယောက်ယူထားတယ်နော်ဟိုတစ်ခေါက်ကမင်းအောင်လိုင်းသွားတယ်လေ ရုရှားကိုသွားတဲ့ကိစ္စဆီယမပြောတယ်ဖောက်ကင်သွားတာဆိုအဲ့ဒါဘောမာတွေကဆီယမကိုဆဲတယ်။နော်ဆီယမပုံနေနဲ့အဲ့မဲ့ line ပေါ်မှာထောင်ပြီးဆဲတယ်ချိန်စာတိုက်တာပြီးပါသူတို့စုံမဲ့လောက်တာဖောက်ကင်သွားတာနော်အဲ့ဒါရုရှားရှီကိုသွားလိုက်သူကရုရှားကကြတော့လင်ငယ်နော်အဲ့တရုတ်ကကြတော့လင်ကြီးမင်းအောင်လိုင်ရဲ့လင်ကြီးနော်တေချာမှတ်သွားနော်မင်းအောင်လိုင်ရဲ့လင်ကြီးကတရုတ်မင်းအောင်လိုင်ရဲ့လင်ငယ်ကရုရှား နော်အဲ့ဒါဘောမအလုံးရဲ့အမေကမင်းအောင်လိုက်နော်ဘောမအလုံးရဲ့အဖေကတရုတ်တရုတ်ကတော့အဖေရင်းပေါ့နော်အဲရုရှားကကြတော့အပထွေးနော်ဘောမတွေအချိန်တွေကအဲ့ဒီလိုဖြစ်တယ်အဲ့တော့ပြည်သူတွေကဒါဟိုဒါဟိုသိရတော့မှနော်အဲ့တော့ဘောမတွေအနေနဲ့နင်တို့ကနင်တို့ကတရုတ်ကိုအဖေမခေါ်ချင်ဘူးဆိုရင်နင်တို့အတိတရားရှိနော်တရုတ်ကိုအဖေမင်္ဂလာပါတင်မိုးရေနော် တယောက်ကိုအဖေမခေါ်ချင်ဘူးဆိုရင်လို့အတီရားရှိလိုက်တော့နော်မကြခင်အတီရားမရှိဘူးဆိုလို့ရှိရင်နင်တို့အဲတယုတ်နဲ့ရတာလားရုရှားနဲ့ရတာလားမသိဘူးအဲ့ဒီရတဲ့ဘိုက်ကနင်တို့အဖေမေးအောင်လိုက်ရဘိုက်ကြီးတော့မှာအကြိုင်နင်တို့ကကလေးဝိုင်းထိန်နေရမယ်ဘောမာတို့တိတက်ပြောတာနော်ငါအရင်တော့ဘယ်နှခါနှစ်ခါလောက်လာငါပြောဘူးတယ်နော်နင်တို့ပြောမေးအောင်လိုက်ရလေမေးအောင်လိုက်ရဘယ်လောက်ထိယူမလဲဆိုပြောပြအောင်မသလား အခု तू อ่ะအခုပါတို့မြန်မာပြည်မြန်မာမြန်မာနိုင်ငံမှာတပေါင်ရှိရလေတည်ရမှာပြည်တော်ပြန်မင်းကလေးအုပ်ချုပ်မအေးတို့ပါတို့ဘယင်ဘယင်စနစ်ကိုတွားမယ်ဆိုတာအဲ့ဒါမင်းအောင်လန်းသူ့ကိုသူယူအောင်မှာနော်အဲ့ဒါ तू อ่ะအခုအခု तू อ่ะနေပြည်တော်ကိုတီဆောက်လို့ရှိရင် तू อ่ะအဲနန်းတော်ပုံစံမျိုးတိဆောက်မှာပေါ့နော်တိဆောက်ပြီးလို့ရှိရင်သူ့သမီးကိုသူ့သမီးကိုဘယင်တင်မာလားသူ့သားကိုဘယင်တင်မာလားသူ့ကိုယ်တိုင်ဘယင်တင်မာလားတော့မသိဘူးเนาะအဲ့ဒါပြည်သူတွေခိုင်အောင်မကြည့်နေရော နော်အဲ့ဒါဘောမာတွေကြက်ကြက်နေလို့ဘောမာနေနော်နင်တို့ဖေကအဲ့ဒီလိုနို့ဖေက၁၀ပြားလိုတာမဟုတ်ဘူးနော်ပြား90လိုသွားပြီနော်ကြက်မပြည့်တဲ့မင်းအောင်လားကြက်မပြည့်တဲ့အယူကြီးဖြစ်နေပြီနော်အဲ့တော့နင်တို့သူယူသလိုမျိုးနင်တို့လိုက်ပြီးတော့ယူဖို့တာခံစားနော်ယူဖို့တာပြင်ထားကြကြားပြီလားနော်မကြခင်လာမနော်အဲ့ဒါမကြခင်လာမနင်တို့မယုံနဲ့စောင့်ကြည့်နေနော်ကြည့်တဲ့ပြည်သူတွေပြည်သူတွေမှတ်ထားပြီး နော်ပြည်သူတွေကဆ iam မဒါပြည်သူတွေဝဲတက်တဲ့တရားမှာပြည်သူတွေကမှတ်ထားပြီဆ iam မမြတ်ကြခင်ကြိုဟောထားရနော်မှတ်ထားပြီမင်းအောင်လာအဲ့ဒါမင်းယူယူအောင်မှာနော်စောက်ယူပေါ့ စောက်ယူပေါ့နော်မင်းယူယူအောင်ပါနော်ဘယ်လိုယူမှလဲဆိုတော့ तू อ่ะမြမတပောင်တိုင်းသူ့ကိုသူသာသနာပြုမင်းဆိုပြီးတော့သူ့ကိုသူမင်းတင်မလားသူ့သားကိုမင်းတင်မလားသူ့သမီးကိုမင်းတင်မလားတော့မသိဘူးနော်ဘယင်ပုံစံစနစ်နဲ့တွားအောင်ပါအေးအဲ့ဒါပြည်သူတွေနော်မြမဒီမှာနေမဲ့ပြည်သူတွေစဉ်းစားအောင်နော်ပြည်သူတွေပြည်သူတွေတော့ဆရာမသနာတယ်နော်ဟိုဘယ်လိုပြောမလဲဒုက္ခက ဒုက္ခကတစ်ခုပြီးတစ်ခုလာနေတာပြည်သူတွေကပြည်သူတွေသနာဖို့ကောင်းတယ်เนาะအဲ့ဒါကြောင့်မလို့ရေအဲကြူဟောထားတာเนาะပြည်သူတွေဘာသာရေးမြမြတာလုပ်ပြီးတော့เนาะမေတ္တာပို့အမြဝေးကောင်းမှုကုသိုလ်လေးမြမြလုပ်ကြเนาะမင်းအောင်လာအဲ့ဒီလိုမှွေဦးมาဖြစ်ပါတယ်เนาะပြည်သူတွေစိတ်ညစ်အောင်มาဖြစ်ပါတယ်เนาะပြောမှဆိုရင်မင်းယူယူมาပေါ့เนาะမင်းကြီးများဆိုလည်းသူပဲဖလားဆိုရင်လည်းသူပဲเนาะတိုင်းသူပြည်သားများဆိုလည်းသူပဲလုံးပါเนาะပြောမှဆိုမင်းအောင်လာယူသွားပြီเนาะ မင်းအောင်လိုင်းယူသွားတာအသေးကြပဲเนาะအရင်တော့က10ပြားယူတာအခုကပြား90ဖြစ်သွားပြီအေးဟုတ်တယ်မရက်ဘူးဟမ်နင်တို့ဖေးမင်းအောင်လိုင်းရွှေရကုန်ငါပြောမယ်ငါအချက်နဲ့လက်နဲ့ပြောတာเนาะငါဘလိုက်မပြောဘူးပြည်သူတွေစဉ်းစားကြည့်ကျွန်မပြောတဲ့ဟာမှားလားမှန်လားဆိုပြည်သူစဉ်းစားကြည့်เนาะမင်းအောင်လိုင်းကပရမအူဆုံးစပြောတယ်နိုင်ငံခြားငွေသူရှိမှမရှိတော့ဘူးလို့စပြောတယ်အဲ့ဒီလိုပြောပြီးတော့နှစ်ရက်သုံးရက်ပဲကြာတယ်ရွှေတကုံဖျားဖို့ရောက်သွားတာ ရွှေရကုံဖျားဖော်ရဲ့စိန်မှုတော်မှာဒီလိုလက်အုပ်ချပြီးတော့စိန်မှုတော်ကပစ္စည်းကိုမခိုးဘူးလို့ဘသူပြောနိုင်လဲအဲအဲ့ဒီစိန်မှုတော်ကိုတက်ပြီးတော့တပတ်လောက်ပဲကြာတယ်အဲ့ဒီရုရှားကိုရောက်သွားတာမင်းအောင်လိုက်ရရောက်ပြီးတော့အဲ့ဒီရုရှားကိုရောက်တော့အဲ့ဒီရုရှားကအကောင်နဲ့သူဘာပြောလဲဖျားလက်ထက်တုန်းကရှီဟောင်းတမိုင်းရောင်းတွေကိုသူလျှောက်ပြီးတော့စာအုပ်ကြီးတွေပေးပြီးပြောနေတာလေနော် အဲ့ဒီကပြန်လာပြီးတော့ငိုင်းမြန်မာပြည်မှာငလင်လှုပ်ပြီးတော့တောက်လျှောက်လေရင်နဲ့ဘုံကျဲတာအဲ့တော့ဒီဖျားပစ္စည်းရှေဟောင်းပစ္စည်းကိုခိုးပြီးတော့ရုရှားမှာသွားရောင်းပြီးတော့ကြီးစံနေဒီလိုအပ်တဲ့ပစ္စည်းတွေနဲ့လဲလာလဲလာလားလဲမလာဘူးလားဘယ်သူမှမပြောနိုင်ဘူးနော်အဲ့ဒီကပြန်လာပြီးတော့ငိုင်းလေရင်နဲ့ဘုံကျဲတာတည့်ရမှမရဘူးအဲ့ဒီရုရှားကနေမှမင်းအောင်လိုက်ပြန်ရောက်ပြီးတော့တပတ်မကြာဘူးမြန်မာနိုင်ငံမှာငလင်ကြီးလှုပ်တာ ကျမပြောတဲ့အချက်ကအချက်အလက်နဲ့ရှိတယ်နော်မုန်းလို့ပြောတာချစ်လို့ပြောတာမရှိဘူးကျမစဉ်းစားသုံးသပ်မိတဲ့လောက်ကိုပြောတာပြည်သူလည်းစဉ်းစားကြည့်အဲ့လိုအဲ့လိုပြောတော့ဘောမာတွေကကျမကိုဆဲတယ်နော်ကျမပုံတူတွေနဲ့ Facebook တွေရော TikTok တွေရောကျမ Facebook ပုံမှာတင်တဲ့ profile တွေရောချိန်ပြီးတော့အဲ့မှာဘေးတွေဟောတယ်ရေရရာအစီအစဉ်လုပ်ပြီးအဆိုလိန်စားနေတယ်ဟမ်လိန်လေး ဒီအတိုင်းနဲ့ပြောမှလေငါအတိုင်းရတလောက်ပြဲလန်တယ်တက်တော့ပေါ်မှာလည်းပြဲလန် Facebook မှာလည်းပြဲလန်ငါ CB လာလို့ရှင်ငါအတန်မဟုတ်ဘူးဟုတ်တယ်ဆိုလာတဲ့ပြည်သူကတီးပြီးသားနင်တို့လိန်နင်တို့လိန်နာကိုခံခံတဲ့လူကလည်းခံလိုက်မယ်ဟုတ်လားလိန်မခံရင် ကဲဒီဗီဒီယိုဖိုင်လေးကိုဝိုင်းရှယ်ပေးပါအောင်ရှင်เนาะဆီယာမကတော့ဆီယာမမြကြခင်ပဲဖြစ်ပါလေရှင်เนาะဒီနေ့က26ရက်4လ2025ပါမြန်မာနိုင်ငံသားမှန်နေဆိုရင်ဒီဗီဒီယိုဖိုင်ကိုဝိုင်းရှယ်တော့သွားပါကြည့်ပြအောင် ကြည့်ပါအစဆုံးကြည့်ပါရှင်เนาะမင်းအောင်လိုင်းရဲ့ဏီကုံးချုပ်ချိန်က85ရာခိုင်နှုန်းနီးပါ တေချာနေပါပြီရှင်เนาะမကြခင်မင်းအောင်လိုက်ဏီကုန်းချုပ်တော့ပါမယ်မြမပြည်သူတွေနဲ့ဝမ်းတာဖို့ဆရာမတက်ပြောပေးပါဖြစ်တက်ပြောပေးတာဖြစ်ပါတယ်တရာရာနှုံးပါเนาะမင်းအောင်လိုက်မကြခင်ဏီကုန်းချုပ်တော့ပါမယ်85ရာခိုင်တော့ပြည်သူတွေပျော်လို့ရပါပြီရှင်เนาะ ဝိုင်းရှယ်ပေးနော်အော်ဆီယာမမြတ်ကြခင်အကောက်တူတွေအများကြီးရှိတယ်နော်အားလုံးသတိထားပေးပါနော်ဆီယာမမြတ်ကြခင်ကဘေးရင်ဟောတာအလကားလည်းမဟောသလိုပညာတဏ္ဍာလည်းလုံးဝမဟောပါဘူးဘိုင်ဘာဖုန်းနံပါတ်အပြင်ဖုန်းနံပါတ်လုံးဝမသုံးပါဘူး Facebook CB တခုမှပဲဖုန်းနဲ့တိုက်ရိုက်ခေါ်ပြီးတော့ဟောပေးပါတယ်အစီရင်တရားရအောင်ပြအမခံပြီးလုံမပေးပါဘူးအကောက်တူသတိထားပါ စစ်ကြောင်းလာလို့ရှိရင်ဒီစစ်ကြောင်းကစစ်ခွေးတွေကမေရွယ်မချမ်းဘူးနှမရွယ်မချမ်းဘူးမရင်းကျင်တာဟုတ်တယ်မလားကျမတို့လည်းစိတ်နာတယ်ခမားတို့လည်းစိတ်နာတယ်မလားစိတ်နာလို့ရှိရင် ကိုကိုတိုင်းလည်းမကျင့်သုံးမိအောင်ဒီဥပဒေနဲ့ပတ်သက်လိုက်ကျမတို့ပြက်ပြက်သားသားလုပ်ရမယ်တိုင်းရင်သားလက်နက်ကင်ပေါင်းတရာကျော်ရှိတယ်ဘယ်နယ်မှာမရင်းကျင့်ကျင့်မှုဖြစ်ဖြစ်မရင်းကျင့်ပြီးတော့တတ်လိုက်တယ်ဆိုအဲ့ဒီတတ်တဲ့လူက3ယောက်ဖြစ်ဖြစ်9ယောက်ဖြစ်ဖြစ်တနက်နဲ့ချက်ချင်းပြစ်တတ်ပလိုက်အဲ့ဒီဥပဒေ ော်စစ်ခွေးပြေလဲစစ်ခွေးကိုပြစ်တပ်လိုက်နော်မရင်းကြည့်ပြီးတော့မတတ်ဘူးမလားထောက်296ထောက်296ညိုက်ချိန်နဲ့အချက်တရားညိုက်တစ်ကိုယ်လုံးချုပ်ပြီးတော့ချိန်နဲ့အချက်တရားရရိုက်ပြီးတော့ထောင်နဲ့၂၀ချပလားမရင်းကျင်းနဲ့မလားလူမတက်ဘူးမလားကျိန်နဲ့အချက်တရားဘီရိုဖိုင်ရိုက်တင်ပြီးတော့အဲ့မှာထောင်နဲ့၂၀ချပလိုက်မရင်းကျင်းပြီးတော့တက် င်လိုက်လက်အောက်မှာမနေခြင်းနဲ့ဝင်နှန်းနေမင်းအောင်လိုက်လက်အောက်မှာကျွန်တော်တို့စစ်မှု မထမ်းကျင်တော့ဘူးဆိုတဲ့သူတွေရှိရင်ခမားတို့ရဲ့နံပါတ်1ကျွန်တော်တို့ကမင်းအောင်လိုက်လက်အောက်မှာမနေခြင်းမူကျွန်တော်တို့ဒီလိုမျိုးပြည်သူတွေကိုတတ်နေရတာကျွန်တော်တို့မတတ်ချင်ဘူးဆိုတဲ့စစ်သားတွေကျွန်တော်တို့မင်းအောင်လိုက်လက်အောက်မှာဝင်နှန်းမလုပ်ချင်တော့ဘူးဆိုတဲ့ဝင်နှန်းတွေဆရာမပြောမှသိချာမှတ်သွားပြီ ကျွန်တော်တို့ကမင်းအောင်လိုက်လက်အောက်လည်းမနေယုံအိုင်ဦးကြီးလက်အောက်ကိုလည်းမဝင်ချင်ဘူးဆိုရင်တင်တော့ကိုယ်တိုင်ယုံထွက်လို့ရတဲ့နေကိုကျွန်မပြောပြမိမယ်။နော်။နံပါတ်1ယုံထွက်မယ်ဆိုအရင်ဆုံးပတ်စံစုနော်ပတ်စံစုအ ਨੇ ဆုံးမပါဘူးဆိုလို့ချင်းတယောက်ကို30လောက်ပါအောင်ကြိုးစားသူများရှိရမခိုးလာနဲ့နော်ကိုယ့်အကူစုလာခဲ့နော်ကိုရှိရလေးရောင်းချပြီးစုလာခဲ့နောက်ကိုကဘယ်ကိုသွားမလဲ နော်စဉ်းစားထားကိုကထိုင်းသွားမှလားဒါမှမဟုတ်မလေးရှားကိုသွားမှလားအချိန်ဆက်လောက်တာနော်အဲအလွယ်ဆုံးကတော့ထိုင်းကိုလာတာအလွယ်ဆုံးလာလို့ရှိရင်မြန်မာပြည်ကနေထိုင်းကိုလာမယ်ဆိုဖျားသုံးစုလမ်းနဲ့လာနော်ဒီကောက်ရင်းမြေဆိုလို့ရှိရင်လေလှင်းနဲ့ကူပြီးလာတယ်ဖျားသုံးစုကလာလို့ရှိရင်လေဟိုဘက်ဒီဘက်ကြော်ရင်ရောက်တယ်နော်အဲ့ဒီလိုမျိုးလာနော်ဒါပေမဲ့တခုမှတ်ထား စ်ကိုကမင်းအောင်လိုင်းလက်အောက်မှာစစ်မှုထားလာတယ်ဆိုရင်လည်းမင်းအောင်လိုင်းလက်အောက်မှာနေထားတဲ့ကိုရဲ့စိတ်ဓာတ်အချောင်လေးအချောင်စားအမိကျက်အမိစားခေါင်းကျက်ခေါင်းစားအဲ့ဒီစိတ်ဓာတ်စိတ်ပုတ်စိတ်ရုပ်တွေကိုငါပြည်သူကိုမတတ်ချင်တော့လို့မင်းအောင်လိုင်းလက်အောက်မှာငါမနေချင်တော့တာဖြစ်တဲ့အတွက်ငါမှအဲ့ဒီလိုအောက်တန်းစားစိတ်တွေကိုပါမရှိတော့ဘူးငါလုံးဝအဲ့လိုအောက်တန်းစားစိတ်တွေမမွေးတော့ဘူးဆိုတဲ့စိတ်ကိုအရင်ဆုံးထားနိုင်အောင်စူးစမ်းပြီးမှလာခဲ့ ါတီမှာတခါတည်းထားခဲ့လိုက်ဝန်ထမ်းတွေလည်းအဲ့ဒီလိုပဲအမိကျက်အမိစာခေါင်းကျက်ခေါင်းစာနော်ကိုကိုကိုဘဝင်မြင့်ပြီးတော့အာနာယူတာထောက်လာအဲ့ဒီမကောင်းတဲ့စိတ်တွေကိုပြင်ခဲ့ကောင်းတဲ့လူတွေရှိတယ်နော်ကောင်းတဲ့လူတွေရှိပါတယ်မကောင်းတဲ့လူတချို့လည်းတိတတ်ရှိတယ်အဲ့ဒီလူတွေကအဲ့ဒီစိတ်တွေကိုတခါတည်းမြင်မှပြီးမှထားခဲ့ထားခဲ့ပြီးဒီဘက်ကိုရောက်ပြီးဆိုတာနဲ့ကိုကစစ်မှုတန်းတယောက်ဖြစ်တယ်ကိုကဝန်ထမ်းတယောက်ဖြစ်တယ်ဆိုတာဘယ်သူ့အမှပေးမသိနဲ့ ကိုကိုတိုင်ကတာမန်ပြည်သူတယောက်လို့ကိုကိုကိုသဘောထားမြန်မာပြည်ကတော့ထိုင်းဘက်ကိုလာပြီဆိုရင်ဘယ်နေရာဒေသမှာဖြစ်ဖြစ်မြန်မာနိုင်ငံသားတွေအများကြီးရှိတယ်နော်ကိုယ်စိတ်ထဲကဖြူစင်နေတယ်ဆိုလို့ရှိရင်ရောက်ပြီဆိုရင်ရောက်တဲ့မြန်မာနိုင်ငံသားအိမ်မှာကိုကမြန်မာနိုင်ငံသားလို့ပြောလိုက်တာနဲ့ထမင်းတလုံးစားဖို့ကမခဲရင်မဟုတ်နော်ကျမတို့မြန်မာလူမျိုးတွေကအဲ့လောက်ဒီထိ စေတနာမမွဲဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ဓာတ်စိတ်ရုပ်ကိုတော့ပြင်တော့မပြင်တော့မရဘူးကိုမြန်မာပြည်ကတော့ပြေးလာပြီးထိုင်းကိုရောက်လာပြီးတော့နေဆက်မှာသွားပြီးငါစစ်သားกว่าဆိုပြီးသူကနိုင်ကျင်လို့ကတော့တခါတည်းသိပါအဲ့ဒီစိတ်ကိုပြင်ခဲ့နော်ကိုကိုကိုကောင်းစားခြင်းနဲ့ငါသည်မင်းအောင်လိုက်လက်ထက်မှာမနေချင်တော့ဘူးမင်းအောင်လိုက်ကြောင့်ငါတို့စိတ်ဓာတ်တွေပြက်ပြားပါတယ်ဆိုကိုစိတ်ဓာတ်ကိုလည်းပြင်နိုင်အောင်ကြိုးစားစိတ်ကောင်းနှလုံးကောင်းလေးထား เนาะအဲ့ဒီလိုလာပြီဆိုတာနဲ့ဘန်ကောက်တီကိုတက်ဖို့အရင်ဆုံးမစဉ်းစားနဲ့ဘူးကိုကပတ်စံသိမ့်မပါဘူး၄၅သိန်းလောက်ပဲပါတယ်ဆိုရင်ဒီ time ဘက်ကိုနေဆက်ဘက်ကိုရောက်ပြီဆိုတာလည်းအဲ့ဒီနေရာမှာရတဲ့အလုတ်ကိုလုတ်ဖို့ကြိုးစားအလုတ်လုတ်တဲ့နေရာမှာလည်းလက်ကြောတေးအောင်လုတ်ပါသူများရှိမှလုတ်တာဆိုတော့လက်ကြောတေးနေเนาะ ခင်ပေါ့လေခိုင်းရတာကောင်းတယ်ဆိုရင်အလုပ်ရှင်တွေကသဘောကျပါတယ်နော်ခမင်းမငတ်ပါဘူးအဲ့ဒီလို လုတ်သေးတယ်ဆိုလို့ရှိရင်ကိုကအဲ့မှာအထောက်အထားမရှိဘဲနဲ့ခဏမင်းနေလို့ရတယ်ကိုနေဖို့စားဖို့တောက်ဖို့တော့အဆင်ပြေသွားတယ်မင်းအောင်လိုက်လက်ထက်မှာနေပြီးတော့စိတ်ဆင်းရဲကိုဆင်းရဲဖြစ်ပြီးတော့ပြည်သူကိုနေတိုင်းတက်ပြီးတော့တော့အကုသို့အကုသို့ဖြစ်နေမဲ့အစားဒီမှာနေစားချောင်းပြီးတော့ခမင်းလည်းစားလို့ရမယ်နေလည်းရမယ်အေးစင်းစင်းတွေကဘာသာရေးလည်းလုပ်လို့ရဆိုမကောင်းဘူးလားအဲ့ဒီကနေမှတဆင့်တက်မယ်ဘယ်လိုတက်မလဲ ူတွေစုထားသူတို့ထိုင်းနိုင်ငံမှာဘက်ကတနစ်ကိုတစ်ခါရိုက်ပြီးတယ်လုံသမားကပ်ပေါ်တော့ဝါပါမယ်ဘက်ဆီယမလဲတာအခုမှအခုမှရောက်တာတနစ်ပဲရှိသေးရဲ့ဆီယမတိတလောက်မျှဝေပြီးတာအဲ့ဒီလိုဘိုက်ရိုက်တော့မယ်အချိန်ကြာလို့ရှိရင်သူတို့ကဒီနှစ်ကုန်ပိုင်းတစ်လပိုင်းနှစ်လပိုင်းသုံးလပိုင်းအဲ့ဒီလိုနှစ်ကုန်ပိုင်းမှာရိုက်ပြီးတာများတယ်အဲ့ဒီအချိန်ကြာလို့ရှိရင်ကိုကတရားဝင်အလုံသမားဖြစ်ဖို့အရေးကိုကိုဘယ်နေရာမှာနေခြင်းလဲဆိုတာထက်ကိုဘိုက်ရိုက်ဖို့ပတ်စံကိုကိုလုံလုံလောက်လောက်စုထား ဆူထားပြီးလို့ရှိရင်ဗိုက်ရိုက်တဲ့အချိန်ကြောင့်လို့ရှိရင်ကိုယ့်ရဲ့နာမည်ကိုအပြည့်စုံမဟုတ်ဘဲနဲ့နာမည်လေးတစ်လုံးလောက်အစားထိုးပြီးပြောင်းပြီးတော့နာမည်ပေးပါပေးပြီးလို့ရှိရင်ကိုယ့်ရဲ့မွေးနေ့မှတ်ပုံနေထဲမှာလာပြောင်းရင်ပြောင်းခုနှစ်ပြောင်းရင်ပြောင်းတစ်ခုမဟုတ်တစ်ခုပြောင်းလိုက်ပါပြောင်းပြီးတော့အဲ့ဒီနာမည်လေးနဲ့စိတ်ချရတဲ့ပွဲစားရှိမှာချိန်ဆက်ပြီးတော့ဗိုက်ရိုက်ဗိုက်ရိုက်တဲ့ဆိုရင်ဝါပါမေးရမယ်ဒီကျမကြီးအာမခံရမယ်နော်ကျမကြီးအာမခံဆရာမက ရှိခုရတယ်အဲ့ဒါလေးဆိုလို့ရှိရင် तू ကတနစ်ပေးတာဒီနှစ်မှာတော့တနစ်ပေးတယ်နောက်ရင်းနှစ်တွေတော့ဆရာမမသိဘူးเนาะတနစ်ပေးတယ်ကျမရအမခံ6လရတယ်အဲ့တော့အဲ့စာရွက်ကလေးရသွားပြီဆိုတာနဲ့ကိုယ်လုံးလုံးတည်းရဲ့နေရာအဆင်ပြေလားဒါစာနေလားကိုယ်ဆက်ပြီးတော့လုံနိုင်သေးလားလုံနိုင်သေးရင်အဲ့ဒီမှာအဲ့ဒီစာရွက်ကလေးကင်ပြီးတရားဝင်လို့ မလုံနိုင်လို့ဒီမိကောင်းတဲ့နေရာလေးပြောင်းကျင်တယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီမှာရှိတဲ့သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ဒါဝန်ထမ်းနေဆိုရင်နားလည်တယ်နော်သက်ဆိုင်ရာမြို့နယ်မှာကိုကနေကြော်ဖို့နေကိုသွားမဲ့နေကိုနေကြော်ဖို့ခွင့်ပြုချက်တွားတောင်းရတယ် ီတိုင်းမှာတော့ဘလို့ခေါ်လဲမသိဘူးဆရာမတို့သိတာတော့ခွင့်ပြုချက်တော့တောင်းရတယ်။တောင်းပြီးအဲ့ဒီခွင့်ပြုချက်နဲ့ကိုကအဲ့ဒီနေတနေကိုသွားမယ်ဆိုရင်အိမ်ကန်းလာကတစ်လောက်1500တစ်ထောင်ပဲပေးရတယ်။နော်ကိုရီးယား3လျောက်ရမယ်ဆိုရင်စုနေရဆိုရင်တန်တယ်။သူများရှိမှနေစကားတူတူပြောရတယ်။တန်တန်ရှင်းရှင်းနေရတယ်။အဲ့ဒါဆိုလို့ရှိရင်သူတို့ကလည်းအေးအေးဆေးဆေးပဲ နော်အဲအဲ့ဒါဆိုရင်ကိုအလုံးလုံးမဆိုမိသားစုကိုကိုပတ်သက်ပြန်ပို့လို့ရတယ်စစ်မှုထမ်းပြီးတော့လစာပုံမှန်မရဝန်ထမ်းလုပ်ပြီးလစာပုံမှန်မရမင်းအောင်လိုင်းရဲ့အနိုင်ကျင့်မှုကိုခံနေမဲ့အစားကို့ဘဝလို့ကောင်းစားဖို့အရေးကိုကိုကဒီလန်းကိုရွေးချယ်ပါ เนาะအဲ့ဒါဆိုလို့ရှိရင်တင်းတို့တင်းတို့ဘသူဆိုတာလည်းမသိနေတာဖြစ်တဲ့အတွက်ပြည်သူကလည်းတင်းတို့ကိုစစ်ခွေးလို့မခေါ်တော့ဘူးเนาะ노시리아လို့လည်းမခေါ်တော့ဘူးတင်းတို့ကောင်းနေပြီလေစိတ်ကောင်းနှလုံးကောင်းရှိနေတာဖြစ်တဲ့အတွက်ပြည်သူကသိသွားပြီဖြစ်တဲ့အတွက်တင်းတို့ကိုမုံလည်းမမုံတော့ဘူးအဲ့ဒီတော့ငါတို့အဲ့ဒီလိုသွားလို့ရှိရင်ငါတို့ကိုပြည်သူကမုံမုံနေမလားဟုတ်လားငါတို့ကငါတို့ကိုစစ်ခွေးလို့ပဲပြည်သူကခေါ်နေမလားဆိုမတွေးနဲ့ မခေါ်တော့မင်းအောင်လိုင်းလက်အောက်မှာရှိနေသမျှတော့ခမရတို့စစ်ကွေးလို့ခေါ်မှာမင်းအောင်လိုင်းလက်အောက်မှာခမရတို့ကမရှိတော့ဘူးဆိုခမရတို့စစ်ကွေးမဟုတ်တော့ဘူးနော်မင်းအောင်လိုင်းလက်အောက်မှာမရှိတော့ဘူးဆိုခမရတို့ကတူတော်ကောင်းဖြစ်သွားပြီမင်းအောင်လိုင်းလက်အောက်မှာရှိနေပြီးတော့တာဝန်ထမ်းဆောင်နေတဲ့၍ခမရတို့ကစစ်ကွေးဖြစ်တယ်ဟုတ်ပြီလားအဲ့တော့ပြည်သူက သူကငါတို့စစ်ခွေးလို့ခေါ်မှာလားဆိုတော့ကိုကိုကိုတိမ်ငယ်တဲ့စိတ်အားငယ်တဲ့စိတ်ကိုမထားနဲ့လူတယောက်ကကိုတေရတော့မယ်ဟုတ်လားမင်းအောင်လိုက်လက်ထက်မှာနေပြီးတော့သူခိုင်းတာလုပ်ပြီးတော့ကိုတေရမယ်အစားကို့ဘဝလို့ကိုကောင်းကောင်းမွန်မွန်ရှင်းတန်းခြင်းနဲ့ဆိုအဲ့ဒီလိုရှင်းတန်းအဲ့ဒီကနေမှကို Facebook လေးသုံးမယ်ဟုတ်လား live လေးသုံးမယ်ကိုအဆက်အသွယ်ရလို့မလေးရှားကိုသွားခြင်းနဲ့ပတ်စံလေးစုမိလို့ဆိုကိုသွားလို့ရတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ကို့နောက်မှာရှိတဲ့မိသားစုတွေကို ကိုကလုံးဝပြစ်မထားပါနဲ့ရှိတယ်အဲစစ်သားတွေအနေနဲ့ဆီယမပြောချင်တယ်ဆီယမလည်းအဲ့ဒီလိုလာလို့ကျွန်တော်တို့နောက်ကမိသားစုတွေလုံခြုံရေးဘယ်လိုလုပ်မလဲအဲ့ဒါလည်းတစ်ခါတည်းနှီးပေးမယ်ကိုကရှည်တန်းကိုသွားတာဖြစ်ဖြစ်တနေရာရာကိုသွားတာပဲဖြစ်ဖြစ်ကိုဒီဘက်ကိုလာမယ်ဆိုတာဘသူ့ကိုမှပေးမသိနဲ့ကိုနဲ့စိတ်တူကိုတူတွေပဲပါပါစေကျန်တဲ့လူကိုပေးမသိနဲ့ကိုထိုင်းကိုလာတယ်ဆိုတာတော့မှကိုရဲ့စစ်ကြောင်းကမသိသေးနဲ့ရှည်တန်းသွားလို့ကိုရုတ်တရက်ပျောက်သွားတာ င်အောင်ထင်မဖြစ်အောင်ကိုယ့်အကူခြေစားလက်စဖြောက်ပြီးတော့လာဖို့စူးစမ်းအဲ့ဒီလိုစူးစမ်းလိုက်တယ်ဆိုရှေ့တန်းမှာတင်ရပျောက်သွားတယ်ဆိုရင်သူတို့ကလည်းထင်မှာအော်ဒါမှမဟုတ်ရန်သူကဖမ်းသွားသလားဟုတ်လားသူတည်သွားသလားအဲ့အဲ့ဒီလိုထင်လားထင်တော့တင်တို့မိသားစုတွေဒုက္ခမရောက်တော့ဘူးဟုတ်လားဒါအဲ့ဒါအဲ့ဒါတော့နံပါတ်1နီး နံပါတ်2နေ့ရကြတော့မိသားစုကိုကိုကပတ်စံရှိတယ်လို့ဆိုရင်မိသားစုကိုအရင်ဆုံးဒီထိုင်းကိုတက်ဖို့ခါကိုကိုကသွားရမယ်6 6လလောက်ကိုကကြိုးပြင်းလားကိုက6 6လနေမှသွားမယ်ဆိုမိသားစုကိုကြိုးပြီးဒီထိုင်းကိုရောက်ဖို့ခါကိုကိုကကိုအောက်လန်းနီးနဲ့တင်တဲ့ပုံစံမျိုးပတ်စံရှိပေါ်ပြောတာနော်အရင်ဆုံးမိသားစုတစုလုံးကိုပြောင်းဖို့ပြင်းလားပြောင်းပြီး6လလောက်ကိုကိုကအနေအဆားမှတ်မှန်မဲနေနော်အဲ့ဒီမှာမှကိုကကိုတနေရာသွားလို့ပျောက်သွားတာမျိုးလို့အဲကိုကိုတည်တယ်လို့ထင်ပြလိမ့်စေ ကိုပါကိုခုမှရက်တည်လို့ရတယ်မင်းအောင်လိုက်လက်ထက်မှာနေမဲ့အစားဟုတ်လားမင်းအောင်လိုက်လက်ထက်မှာနေပြီးပြည်သူကိုကိုကပြန်တက်မဲ့အစားပြည်သူကစစ်ခွေးလို့စစ်ခွေးလို့ခေါ်ပြီးတော့ပြည်သူကပက်ပက်ဆက်ဆက်ပြောတာကိုခံမဲ့အစားပြည်သူကကိုလူတယောက်လို့လို့မြင်တာမကောင်းဘူးလားဝန်ထမ်းတွေလည်းအဲ့ဒါစဉ်းစားခမားတို့ဝန်ထမ်းတွေလည်းခိုးဘခိုးဘကန်းဒီဘကန်းတော့ခမားတို့ကူးလို့မရဘူးမင်းအောင်လိုက်အကုန်ပိတ်ထားတယ်ပိတ်ထားတော့じゃတော့ကျွန်မပြောတဲ့နေကိုလို့ ကျမပြောတဲ့နေကိုလုပ်သိလားအဲ့ဒီလိုလာနောက်တစ်ခုပြောမယ်ဒီကိုလာမယ်ဆိုလို့ရှင်လဲ line ပေါ်မှာတွေ့တဲ့နာမည်ကြီးနာမည်ကြီးရဲ့ပွဲသားတွေကိုမယုံနဲ့ခမရတို့ဓာတ်ပုံတွေ line ပေါ်ရောက်လို့မရဘူးအဲ့ဒီ line ပေါ်ကိုကိုဓာတ်ပုံတွေတင်မဲ့လူတွေကိုမဆက်သွမ်းနဲ့မပတ်သက်နဲ့ဟုတ်လားကို serial ဆိုတာသိလို့မရဘူး ဟုတ်လားကိုကကိုတာမန်ပြည်သူတယောက်အနေနဲ့ရက်တီလိုက်လို့ရှိရင်ကိုလည်းကိုလည်းနေရထိုင်ရတာစိတ်ပေါ့တယ်ဟုတ်လားတိုင်းပြည်အချိန်တွေကောင်းသွားပြီနိုင်ငံရေးအချိန်တွေကောင်းသွားပြီဆိုရင်ခမားတို့ဘယ်လိုမျိုးလာခဲ့ရကြောင်းကိုကကိုထုတ်ဖော်လို့ရတယ်နော်အဲ့ကြလို့ရှိရင်ပြည်သူကခမားတို့ကိုချီးကျူးမှာခမားတို့စစ်ခွေးလို့မမြင်ဘူးနော်စစ်ခွေးဝန်ထမ်းလို့လည်းမြင်မှာမဟုတ်ဘူးကျွန်တော်တို့ပြည်သူကိုမတတ်ချင်လို့မင်းအောင်လိုက်လက်အောင်မှာကျွန်တော်တို့မန်နေဂျင်လို့ကျွန်တော်တို့ဒီလိုလေးယုံပြီကျွန်တော်တို့ဘဝလေးဒီလိုယုံကြံခဲ့ပါတယ် 代笔生意个，他们家在投标了呀？好不啦？你妈没打住，动摇了也动摇。那为什么嘛？死打的时候，老爱嘛嘞，好啦，死打的时候，那些这里这里推理生意啦，没嘞。